မလေးရှားနိုင်ငံခေါ်လာလံပူမြို့မှာမြန်မာပြည်နဲ့ပတ်သက်လို့အာဆီယံနိုင်ငံညာရေးဝန်ကြီးတွေအော်တိုဘာ25ရက်နေ့မှာအစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပြီးအော်တိုဘာ26ရက်နေ့မှာတော့အစည်းအဝေးထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။မြန်မာပြည်အတွက်ချမှတ်ထားတဲ့ပုံသဘောတူညီချက်9ရက်ကို စစ်ကောင်စီဘက်ကအကောင့်ထဲပေါ်ဖို့ပြက်ကွက်ခဲ့တာကြောင့်အာဆီယံစည်းဝေးတွေကိုစစ်ကောင်ဆောင်တွေတက်ရောက်ခွင့်နဲ့ပတ်သက်ပြီးစပိတ်ထားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒါကြောင့်လက်ရှိအခြေအနေတိုင်းနိုင်ငံရေးကကိုစားပြုသူတွေပဲအစည်းအဝေးတက်ရောက်ရမှာဖြစ်ပါတယ်။ ီအခြေအနေကစစ်ကောင်စီတို့အဖြစ်အပျက်ဖြစ်စေလိမ့်မယ်လို့နိုင်ငံရေးလှလှသုံးသပ်သူတို့ဖြစ်တဲ့ဒေါက်တာလာကျော်စောကပြောပါတယ်အောင်ဆင်းရတာဆိုချက်ပြီးဖြား ပေးတဲ့သဘောပါပဲ။နော်။အဲတော့ဟိုခင်းအတွက်ကတော့စကောင်စီတက်တော့အချင်းကျက်ပေါ့ဗျာ။ဘာဖြစ်လို့လဲဆိုတော့သူက ဒီဈေးကောင်းနဲ့ခလန်းချထားတာကဟာခလန်းလို့မဟုတ်တော့ဘူးဖြစ်သွားတာ哦အဲ့တော့ဒီလူမယ်လည်းမပြောဘူးဈေးကောက်ပွဲကိုအသိမှတ်ပြီးမယ်လို့လည်းမပြောဘူးဆိုတော့အဲစစ်ကောင်စီတက်တော့အဲတော်တော်အထင်သာပါလေအေရှန်ကိုတော့ကျေးဇူးတရားမှာပေါ့ဗျာတကြည့်ရတာအေရှန်ကဆက်ပြီးဖျားပေးနေတယ်ထင်ပါလားအစည်းအဝေးမှာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ကြမ်းဖက်မှုတွေလူသားချင်းစာနာမှုအခြေအနေတွေပေါ်ဆွေးနွေးကြပြီ။ရဲသားပြစ်မှတ်ထားတိုက်ခိုက်မှုတွေကြမ်းဖက်မှုတွေကိုလည်းချုပ်ချခဲ့သလို အရက်သားတွေရဲ့လုံခြုံရေးကိုအမခန့်ချက်ပေးဖို့နဲ့လူသားချင်းစာနာမှုကူညီတွေပေးဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ဒါပြင်ရွေးကောက်ပွဲစောင့်ကြည့်လေလာဖို့စစ်ကောင်စီဘက်ကအာဆီယံကိုဖိတ်ကြားထားပေမဲ့ကိုယ်စားလှယ်တွေစေလွတ်မယ်မလွတ်ဘူးဆိုတာကိုအာဆီယံနိုင်ငံဝန်ကြီးတွေအစည်းအဝေးထုတ်ပြန်ကြမှာတိတိကျကျမဖော်ပြထားပဲမှတ်သားထားတယ်လို့သာဖော်ပြထားပါတယ်။ ဒါကြောင့်ကိုယ်စားလှယ်စီလွတ်မယ်မလွတ်ဘူးဆိုတာကိုသဘောတူညီချက်မရခဲ့ပဲတနင်္ဂနွေညစီရဲ့သဘောထားအတိုင်းသွားမယ်သဘောရှိတယ်လို့နိုင်ငံရေးလိလာသုံးသပ်သူတို့ဖြစ်တဲ့ဦးအောင်သူညင်ကပြောပါတယ်။ကျွန်တော်ထင်တယ်အာဆီယံတော့မတူတဲ့သဘောတွေကွဲသွားနိုင်တယ်ထင်တယ်။ဘာလို့လဲဆိုတော့ငကူရဲဟိုကထိုင်းကသူထောက်ခံတယ်လို့ပြောပြီးသားရှိရနော်။နောက်တစ်ခါကျတော့ဗီယက်နမ်၊လာအို၊ကမ်ဘောဒီးယားစသဖြင့်ဒီနိုင်ငံတွေကမြန်မာနဲ့နီးတယ်။နီးတဲ့ခါကျတော့သူတို့တွေကတော့ individual ပေါ့နော်တသီးပုဂ္ဂလနိုင်ငံတစ်ခုချင်းအားသွားနိုင်တယ်။တော့ကျန်တဲ့ပင်လယ်ပြင်အာဆီယံလို့ခေါ်တဲ့နိုင်ငံတွေပေါ့ဗျာဖိလစ်ပိုင်၊စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားပေါ့။ဆိုတော့ဒါရီကတော့တမျိုးစဉ်းစားမယ်လို့ထင်တယ်။မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအော်တိုဘာ26ရက်နေ့ဒီနေ့ကွာလာလပူမှာကျင်းပတဲ့အာဆီယံထိပ်သီးစည်းဝေးဖွံ့ဖွဲမှာမြန်မာနိုင်ငံမှာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဟာမြန်မာတွေပိုင်ဆိုင်မှုနဲ့မြမအုပ်ဆောင်မှုသာဖြစ်ရမယ်လို့ပြောကြားထားပါတယ် မြန်မာအနေနဲ့လာမယ့်နှစ်မှာအာဆီယံလက်ကျဥက္ကဋ္ဌတာဝန်ယူရမှာဖြစ်ပေမဲ့နိုင်ငံရေးအခြေအနေတွေကြောင့်ဖိလစ်ပိုင်နိုင်ငံကအစားထိုးတာဝန်ယူမှာလည်းဖြစ်ပါတယ်။ကျွန်တော်ထပ်အောင်ပါ